ျွန်တော်တို့ကဆွေမျိုးတွေပါ အခုတော့ကြွားရင်နဲ့နဲ့ဝါရင်နဲ့တီးကြွားလိုက်ကြတာငါတို့လူမျိုးတွေကဗာမျိုးกว่าပြောမနေပါနဲ့ဗျာစီကမ်းမရှိကြလဲထက်ပြောအိုးကြွားရင်နဲ့နဲ့ဝါရင်နဲ့တီးနစ်လျက်နေပါ တို့ပြေရွာကိုဘယ်ခါကယ်၍ရမည်နီအကောင်စိုးထင်စိုးကောင်းထင်နဲ့အထင်လွဲပါတို့ပြေရွာကိုဘယ်ခါဆယ်၍ရမည်နီ သူကိုငါညို့ငါသူညို့ဖြင့်အညို့ကြည့်ပါတို့မြန်မာကိုဘယ်ခါဆယ်၍ရမည်နည်းညီးရမပြည့်ညူမပြည့်ဘူးအပြည့်တကားလုံနိုင်ပါမတော်ရာရောက်လိမ့်နောင်ဖို့နိုးကြထကြမြန်မာတို့တာမီတို့အတွက်ငြင်းချမ်းပါစို့တဲ့ဆရာကြီးမင်းသူဘုံကကျွန်တော်တို့တွေကိုတတိပေးထားပါတယ်ကျွန်တော်နှုတ်ထွက်စကားတွေကိုစင်ကျင်ကြရပါလိမ့်မယ် လူတယောက်ဟာပညာဘလောက်တတ်တယ်ပညာဘလောက်နည်းတယ်ဆိုတာကိုသူ့နှုတ်ထွက်စကားကိုကြည်ယုံနေသိပါတယ်ဆရာတော်ရှင်စေကိန်းတာပြောပြပါတယ်သီလမရှိတဲ့သူဟာတစ်ဖက်လူနဲ့ယံဖြစ်ခြင်းတယ်တမာတိမရှိတဲ့သူဟာကိုကိုကို ပြန်ပြီးယံဖြစ်တယ်တီလာတမာတိပညာမရှိတဲ့သူကြတော့တွဲကြရာလူနဲ့ကိုယံဖြစ်တော့တာပဲတဲ့ ပြောပြရစေတခါတည်းမှာအဲ့ဒီလိုအမုန်းစကားပြောသူတွေနဲ့တွေ့ရင်ဘယ်လိုနေရမှာလဲဆရာတချို့ကမေးတယ်ဆရာသိတ်စော်ကားနေပြီဆိုဘယ်လိုနေရမလဲဟုတ်ပါတယ်အဲ့ဒီနေနီးထိုင်နီးလေးလဲကျွန်တော်ဖတ်ဘူးတဲ့စာတွေကဝေမျှပြရစေစေးဆရာကလူမမာနဲ့လူနာနဲ့ပြိုင်ပြီးဘယ်တော့မှ အသက်မထွက်စကောင်းပါဘူး ဆေးဆရာကလူနာနဲ့ပြိုင်ပြီးအသက်မထွက်စကောင်းပါဘူးလူနာလူနာလို့ထားလိုက်ပါအချိန်တိုင်အသက်ထွက်သွားပါလိမ့်မယ်လူကောင်းကလည်းအယူးနဲ့ပြိုင်ပြီးတော့အဝတ်အစားတွေမချွတ်ကောင်းပါဘူးသူ့ဘာသူချွတ်ပါစေဒီလိုပါပဲသူတော်ကောင်းဟာမသူတော်နဲ့ပြိုင်ပြီးဒေါသမထွက်စကောင်းပါဘူးလို့ကျွန်တော်တို့တွေကို ဆရာတော်အရှင်သူမြတ်များကစုံးမတော်မူပါれအဲ့ဒီလိုသာ နေကြရအောင်ပါဒေါသနဲ့တုံ့ပြန်နေဆိုတာမိခဲခံပြီးပေါ့ရသလိုပဲပထမဆုံးသူကိုယ်တိုင်ပူလောင်တာပါပဲလို့ကျွန်တော်ရဲ့မြတ်ဗုဒ္ဓကျွန်တော်တို့ကိုစုံးမတော်မူပါれဒီလိုပါပဲအရှင်ဒေါက်တာနန္ဒမာလာဘိဝန်တာကလည်းကျွန်တော်တို့ကိုစုံးမထားတာရှိပါれလူလောကကြီးထဲမှာ နေတဲ့အခါတဦးတယောက်တည်းနေထိုင်ကြရတာမဟုတ်တာကြောင့် တယောက်တည်းနေလို့ရမလားပြောပါဘသူတဲတဲ့ငတေမာရင်ပြီးရောဆိုရင်အဲ့ဒီငတေကြီးကိုပြောချင်ပါတယ်နေနေမကောက်ရင်ဘသူကစိတ်ကူပေးမှလဲဟဲ့လောကကြီးမှာတယောက်တည်းနေလို့မရပါဘူးလောကကြီးမှာ နေကြထိုင်ကြတဲ့အခါတယောက်တည်းနေထိုင်ရတာမဟုတ်တာကြောင့်တိခံခြင်းဆိုတာအများနဲ့ဆက်ဆံတဲ့အခါမှာအရေးအကြီးဆုံးဂုံရည်တစ်ခုပါလို့ဆရာတော်ဘုရားကကျွန်တော်တို့ကို ဆုံးမဖူပါတယ် ဆိုတော့ပိုပြီးကောင်းတဲ့မြမပြည်ကြီးဖြစ်ဖို့ကျွန်တော်တို့ပညာနဲ့သွားကြရပါလိမ့်မယ်ပိုပြီးကောင်းမြတ်တဲ့မြမနိုင်ငံကြီးဖြစ်ဖို့ပညာနဲ့သွားကြရပါလိမ့်မယ်ပိုပြီးငြိမ်းချမ်းတဲ့မြမနိုင်ငံကြီးဖြစ်ဖို့ကိုတော့မြစ်တာနဲ့သွားကြရပါလိမ့်မယ်အရှိဘကရောင်နီတွေပေါ်လာပါပြီအဲ့ဒီရောင်နီကို ကျွန်တော်တို့ကမေ့လျော့ပြီးတော့အမောင်ကဘာထဲမှာပဲအိတ်နေကြမှာလား စဉ်းစားကြဖို့ပါဒါကြောင့်ကျွန်တော်ဒီသချင်းလေးနဲ့အားလုံးကိုအတိပေးပါရစေ ရှေ့စင်မှာရောင်နီလေးတန်လို့လာပြီမိုးလင်းတော်မဲထာရောမြမလေးရဲ့အချိန်ဆိုရာလူကိုမဆောက်ဘူးလေကွဲစိတ်ထကူစူးစီးချာ ဲ့ကိုတန်ရှင်းချာဒီနေ့ဒီဟာတို့ကိုပျော်ရွှင်ခြင်းအတွေ့ပေးလာမယ်ငါတောင်းမှသာရတဲ့ချင်း ရွှေထက်တာပဲစောစောစီစီစကားမများကြနဲ့ကဘာမြေတွင်မင်္ဂလာရှိတဲ့အချိန်မဲလေကောင်းတွင်ရှူရှိုက်ဆို လာမယ်အမြင်ချင်းမြောက်စိတ်ချင်းမြောက်တွင်းအောင်နေတဲ့စိတ်တွေဒီကနေ့အားစပြီးဖယ်ကြပါစို့သူကိုငါညှို့ငါသူညှို့ဖြင့်အညှို့ချတဲ့စိတ်ဓာတ်တွေဒီကနေ့အားစပြီးပယ်တတ်ကြပါစို့ ညအမောင်ရဲ့အိမ်မဲဆိုးကနူလာပြီလမ်းဟောင်းစမတော်ဘူးအမဟောင်းစမမဘူးပြင်းစင်မှုလူတဲ့အခွင့်ကားဟူပါပဲညညူရဖြေပြောင်းဆို့

ိမ်မဆိုးကနှုတ်ထဖို့အတွက်လမ်းဟောင်းတွေကိုဆက်မလျှောက်ပါနဲ့တော့ရံညိုးတွေကိုဖြည့်ပြီးတယောက်တယောက်လက်တွဲဖို့အတွက်တောင်ကြီးဒေသမှာရှိတဲ့လူငယ်လေးများကိုကျွန်တော်က flower ဆိုတဲ့ flower speech ပန်းစကားကိုမြန်မာအင်္ဂလိပ်လိုဘယ်လိုအထိပ္ပယ်ဖွင့်မလဲလို့ကျွန်တော်တို့ကိုဖွင့်ခိုင်းထားပါတယ်ခင်ဗျာကလေးတွေက F ကို F A I our first speech ကျွန်တော်တို့တွေကစကားပြောလို့ရှိရင်တယောက်ကိုတယောက်ကိုမျက်မျက်တာတာပြောကြရပါလိမ့်မယ် flower fl l ကိုတော့ lovely speech တယောက်ကိုတယောက်စကားပြောတဲ့အခါမှာ chicken နှစ်သက်ဖွယ်ရှိတဲ့စကားကိုပြောချရပါလိမ့်မယ် o objective speech စကားပြောဆိုတဲ့အခါမှာဓမ္မဒိဋ္ဌံကြကြပြောရပါလိမ့်မယ်။စကားတခွန်းဟာလူတိုင်းအတွက်မှန်ပါမှအဲ့ဒီစကားပန်းစကားဖြစ်ပါလိမ့်မယ်။ Objective speech W Y speech စကားတခုကိုပြောရင်ပညာနဲ့ရှင်ပြီးတော့ပြောရပါလိမ့်မယ်။ပညာမဲ့ရန်ဖြစ်တယ်လို့မျိုးမပြောကြရပါဘူး။ E effective speech အကျိုးသက်ရောက်မှုရှိတဲ့စကားများကိုသာပြောရပါလိမ့်မယ်။ အကျိုးမဲ့စေတဲ့စကားလူမျိုးစုတစုနဲ့လူမျိုးစုတစုဘာသာတစ်ခုနဲ့ဘာသာတစ်ခုရန်တိုက်တဲ့စကားမျိုးမပြောရပါဘူး affected အကျိုးရှိစေတဲ့စကားများကိုသာ ပြောကြရပါလိမ့်မယ် F L O W E R right speech လူတိုင်းသိပါတယ်ပလီပလာမပြောကြပါနဲ့မှုသားတွေမပြောကြပါနဲ့မှန်ကန်တဲ့စကားတွေကို ပြောကြဖို့တောင်ကြီးဒေသမှာရှိတဲ့တိုင်းရင်းသားလူငယ်လေးများက ဖလာဝါကိုအဲ့ဒီလိုအတိတ်ပဲဖွင့်ထားတာကြောင့်ကျွန်တော်အခုဆိုရင်ဖလာဝါစပီချ်ကိုနားလည်သွားပါပြီခင်ဗျာပန်းစကားခီးသွားပန်းစကားတောင်ကြီးရပြန်လို့ရှိရင်တောင်ကြီးဒေသမှာရှိတဲ့လူမျိုးချင်းချင်းနိုင်ငံသားအချင်းချင်းပါပဲ ဘယ်ပါတာဘယ်ကုကွယ်ကုကွယ်အားလုံးချစ်ချစ်ခင်ခင်နဲ့ငိမ့်ချမ်းတဲ့တိုင်းပြည်တစ်ခုတည်ဆောက်ပြီးကမ္ဘာလယ်မှာဂုံတိတ်ခါပြေဝတဲ့တိုက်ပြီးဖြစ်ဖို့ဝိုင်းဝန်းကြိုးပမ်းကြပါစို့ခင်ဗျာအားလုံးမင်္ဂလာပါ